မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဓမ္မစရိယဥထေလံရေးသားသောဘလူးကြီးကိုအနံရလိုက်သောဆရာတော်ဆိုတဲ့အကြောင်းကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူဒ္ဓရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်တောင်ပြင်ကဗမောကျောင်းဖုန်းကြီးပါအရှင်ဖေဟာဘာကိစ္စကြွလာတဲ့တော့ တက်ကြီးဝါကြီးမထေကြီးများကိုဖူးမြော်ခြင်းလို့ပါဗျာအေးတာရုတာရုမန္တလေးမြို့အနောက်ပြင်မဟာဝိသုဒ္ဓရုံကျောင်းတိုက်ရွှေချင်းသာသနာပိုင်တက်တော်ရာကျော်တက်တော်ရှိအဖိဒဇစံကင်းဆရာတော်ဘုရားကြီးအားခိုင်းကနာမရွေးယဟန်ရှင်လူတိုင်းလေးစားကြည်ညိုကြသည် တတော်ရှိဆရာတော်ကြီးတစ်ပါးဖြစ်၍ဟိုမဒီမမကြခဏလာရောက်ပူမြော်ကြသည်မန္တလေးသို့ရောက်သောနိုင်ငံခြားဧည့်သည်တော်ကြီးများနိုင်ငံဝန်ဆောင်နိုင်ငံရေးခေါင်းဆောင်များအားလုံးလိုလိုမဖူးမြော်ဘူးသူမရှိချေပြီးသို့သောဆရာတော်ကြီးများထံချင့်ကပ်ဖူးမြော်ရလျင်ဖူးမြော်ရုံများဖြင့်ကောင်းကျိုးချမ်းသာကုသိုလ်မင်္ဂလာများပွားစည်းကြရ၏ ထို့မြမကဆံခဲဆရာတော်ကြီးကသီလတမာရီပညာကြီးမားတော်မူသည့်အပြင်သူခေတုခါနဲ့သူအာနာဇတ်ပြန့်နှံ့ရာနေပေ၌ခင့်နှင့်အညီအမျိုးဘာသာသာသနာကိစ္စတို့ကိုရှေ့တန်းကကြီးဆောင်ရွက်တော်မူခဲ့သောကြောင့်လဲဆရာတော်ဩဝါဒစကားများသည့်ခေတ္တတို့နှလုံးသားနှင့်လည်းတွင်ကြလျက်ရှိအမှတ်တရအလွန်ကောင်း၏ရှေးလျားစွာရှောက်ခဲ့ရသော တက်တုံတက်တုံလောကရိတ်မြုံအတွက်ခြုံငုံမိသော ကိုရိဘဝနေနည်းစနစ်များကိုလည်းပေးသနာတော်မူလေရှိဆရာတော်နှင့်တွေ့လျင်တောကမိလောင်လာသူများပင် တခဏချင်းငြိမ်သွားတတ်လေသည်မန္တလေးတောင်ပြင်ဗမောကျောင်းတိုင်ဗမောဆရာတော်ကလေးဥက္ကုမာရဘိဝန္တသည်လည်းအခွင့်ကောင်းမျိုးကိုလက်လွတ်မခံတတ်သောဆရာတော်တစ်ပါးဖြစ်သည် ယခုခါအခအလောသာနိုင်ငံတော်ဝင်းနီတို့ဥက္ကဋ္ဌကြီးဥနုဤပြည်ထက်အင်္ဂလိပ်ဘာသာပြန်လုပ်ငန်း၌လဲဩဝါဒစရိယအဘိဓမ္မာပါဠိတော်များကိုကိုယ်တိုင်လဲဘာသာပြန်လျက်ရှိသောဆရာတော်ဖြစ်သည်အသက်သိခါစသည်မေးမြန်းလျှောက်ထားပြီးနောက်ရုတ်တခိုက်သာသနာပြုနီလန်ကောင်များမှတ်သားရအောင်ပေးသနာချီးမြှင့်တော်မူပါဖျာအေးတာရုတာရုဖုန်ကြီးကဒီလိုပုံကိုမျိုးရှာနေတာပေးရတာပဖုန်ကြီးလောက်ရတယ်ဆိုတာအခက်သားမလွယ်ဘူး တရဝါရီဆိုတာဘေးရန်တဲ့တွေဒုက္ခတွေကြမှာနေကြရရှာတော့အရေးဟဲ့ဆိုဖုန်ကြီးတွေကိုပဲအားကိုးနေကြရတာကလားဒီတော့ဖုန်ကြီးဆိုတာဝင်းနီတော်ဒေသနာတော်တွဲမှာဘာမစိုးတက်အောင်လှုပ်ထားရတယ်မြတ်စွာဘုရားကိုရောမြတ်ကြီးကမဟာဘိဒကအတုမရှိတဲ့တမတော်ကြီးအခုကာလသွေးရောယောဂါဘာညာအတာထားအလိုအမြင့်ခိုင်တဲ့ကိလေသာအနာကြီးတွေကိုတော့အမြင့်ပြတ်ကုသပေးနိုင်တာဖုန်ကြီးတို့ဒနုပြူတစ်ဖက်ကမ်းပဝင်းကျင် အင်ဂျီထောက်နေရာခန်းရှိတဲ့စံကင်းရွာကြီးမှာနေခဲ့ရတော့ကကြုံဘူးတယ်စစ်မဖြစ်သေးဘူး1980ပြည့်နှစ်တုန်းကဓနုမြူမျိုးပေါ်တက်ပြီးပလိတ်ကက်ယောဂါတွေဖြစ်လိုက်ကြတာအများကြီးသိကြရှာတယ်နောက်တို့နေတဲ့စံကင်းရွာကအစဆက်ကဆက်ကဖြစ်လာရောဒီတော့ဘုန်းကြီးတို့လည်းမနေတာတော့ဘူးဒါကယ်ဆယ်ဖို့ကုတာဝန်ကြီးပဲဒီတော့ကြောင်းရှိဥပစင်ကိုရင်အကုန်တဆိုင်နှဆိုင်ခွဲတဲ့နယ်ခါခွဲပြီးရွာတွေပြည့်ရွတ်ကြရတယ်တရွက်ကပ်ပြီးတရွက်ကပ် လူတွေကလည်းအာဂိုရကြီးပေးချတာပေါ့တို့မနားရဘူးတနေရာကယူပြီးပြန်လာခါစားရှိသေးနောက်တနေရာကပင့်တခါပြေးယူပြီးပြန်လာတော့သင်္ကန်းယုံမှမဖြတ်ရသေးဘူးဟောအသူဘကလာပင့်လူတွေလည်းတနေ့တစ်တနေ့တည်ကြည်ပြည့်စည်ကြရတယ်အလွန်တန်နာစရာကောင်းတာတရွာလုံးတနေလုံးတွေးလန့်နေကြရှာပြီးဖုန်းကြီးတို့လည်းရွာထဲသွားပြီးပြေးယူလိုက်သင်္ကန်းကုန်းသွားပြီးတရဏကုန်းတင်ရေစက်ချလိုက်နဲ့ကြတော့ဥပစင်းတွေကိုရင်တွေလည်းဖက်ဖက်မောကုန်ပြီဒီတော့ တို့ကိုပြောရတဲ့ဥပစင်းများကပြောကြတယ်ဖုန်းကြီးတပည့်တော်တို့ညွတ်တဲ့ပရိတ်လည်းမစွမ်းတော့ပါဘူးတပည့်တော်တို့တော့ဖုန်းကြီးကိုကြောက်လို့သာလိုက်ရတာမလိုက်ချင်တော့ဘူးတဲ့နောက်ပြီးကြောင်းထဲမှာရှိသေးတယ်ကိုရင်ကြီးတပါးသူကခပ်ပေါ်ပေါ်ခတ်ယူယူတစွတ်ထိုးအဲ့ဒီကိုရင်ကြီးဆိုပရိတ်ရွတ်စာက၃၄ကောက်လောက်ပဲတူလိုက်တယ်တို့ညွတ်တဲ့ပရိတ်ကစွမ်းလည်းမစွမ်းမနဲ့တွားရွတ်လည်းမောယုံပဲမေဖုန်ကြီးရိုက်ချင်ရိုက်ငါတော့မလိုက်တော့ဘူးဆိုပြီးကြောင်းထဲကဇီးရက်တစ်ခုမှသူတပါးတည်းပေးကပ်နေခဲ့တယ်တို့တီသားပဲ ကြံတဲ့လူတွေပါသူ့ထက်ကူပြီးစိတ်ပြက်လာမှဆိုလို့မသိရန်ဆောင်ပြီးဆက်လုံနေရတာကူတော့ဥပဇင်းကြီးတွေကပါပြောလာကြတယ်တပည့်တော်တို့ပိတ်ကမစွမ်းတော့ဘူးတဲ့ကြားလားဗမော်ဖုန်းကြီးလေအင်းကိုရင်တွေဥပဇင်းကြီးတွေကတော့မနေနိုင်တော့လို့ဗဇက်ကထုတ်ပြောကြရှာတာတို့ကလည်းကြောက်နေကြလို့တို့ကိုယ်တိုင်ကလည်းအဲ့လိုပဲဖြစ်နေတယ်ဘယ်နဲ့တော့ငါပိတ်မစွမ်းတော့ပါလားဆိုပြီးစိတ်တွေတိုးဆုပ်တိုးဆုပ်ဖြစ်သွားတယ်မယုတ်ချင်တော့ဘူးမယုတ်ချင်လို့လည်းမနေရဘူးသေချာလိုက်ကြတာလည်းမြင်မကောင်းတော့ဘူး ဒီတော့ဘုန်းကြီးကစဉ်းစားတယ်တို့လိုဘုန်းကြီးတွေပါဒီလိုစိတ်ဝင်လာတာမဖြစ်ကောင်းဘူးဖရာတော်သေဝနိဗ္ဗာန်ယောဂါဖြစ်လို့ဘောဇင်တရားနဲ့ပျောက်တယ်ဝေဒာလီမှာကတ်ကြီးသုံးမစိုက်တော့ကယရဏတုံနဲ့ပျောက်တယ်တို့ဒီမှာတော့မစိုးသေးဘူးဒါနဲ့ဥပဇင်းတွေလည်းဒေသနာအထူးကြခိုင်း တီလာစင်းမြစ်တာပွားခိုင်းသူတို့လည်းအတက်အောင်ပျော်ဟောအဲ့ဒီချိန်မှာကံအားလော်စွာတို့ငယ်ငယ်ကဆရာသမားများအမိန့်ရှိတာချက်ချင်းပြေးသတိရလိုက်တယ်မိနေတာ တို့များမိနေလိုက်တာတတော်ရတွေခံအားဖို့ကံကလည်းရှိနေလို့ပေါ့လေဗမော်ဖုန်းကြီးလေးတိပြီးသားပါဟိုမြတ်စွာဘုရားကိုဒေဝရက်ကတေချောင်းကြံတဲ့ဆိုတဲ့အချိန်ကရဟန်းတွေခမညာစိတ်မချလို့စာရီအော်အန်ပြီးရွတ်လို့ရွတ်နဲ့ဘုရားကြောင်းတော်မနီမဝေအထက်ထက်လှက်ပတ်စောက်ရောက်ကြတော့ကလေမြတ်စွာဘုရားကရဟန်းတွေကိုပြောတဲ့စာလေးတစ်ပုဒ် န္နာမေတံဘိခဝေအနဝကတော်လာဖျားအေးဟုတ်တယ်တို့များမေ့နေလိုက်တာအိုစဉ်တော့ကတော့မကြခဏယွမိသားဒါကိုဖုန်ကြီးများငယ်ဆရာကပြောဦးတယ်။ဥပစင်တို့ပိရိတ်ရွတ်တဲ့အခါငါပိရိတ်မစွမ်းပါလားလို့ထင်တဲ့အခါအဲ့ဒီအထာနာမေတံပိရိတ်တော်ကိုရွတ်ကြ။ဥပစင်တို့တခါတည်းစွမ်းလာလိမ့်မယ်တဲ့ဆရာဖုန်ကြီးကပြောတယ်။ ဆရာတော်ကြီးကနာနာပြီးရှေလျားစွာအမိန်ရှိတော်မူနေရသည်ကိုကြား၍ဗမော်ဆရာတော်လေးမှအာနာတလို့ရှိတော်လဲစိတ်မှာကြားနာမှတ်သား၍အမရနိုင်ပီတိတွေလှမ်း၍နေတော်သည် စာဖတ်သူတိုင်းရွတ်ဆရာဖတ်ဆရာတွေအများကြီးရှိနေကြ၏ဤကဲ့သို့လက်တွေ့ကြ၍တရာတိုးဝါအားထားလောက်သောနီးပွဲတွေကရှားပါးလာသည်မဟုတ်ပါကဆရာတော်ကြီးဖျားဖျားတပီတော်ကိုစက်မှတ်ထားရတဲ့စာကလေးပူပြီးအနက်အိဗယ်တွေလေးနက်အားရှိသွားပြီဖျား ထိုအခါဆရာတော်ကြီးကမောနိုင်မပတ်နိုင်ပြုံး၍အေးပြောမယ်အဲ့ဒါလို့ငယ်ဆရာပြောတာကိုလည်းသတိရရောဥပစင်ကိုရင်နေအကုန်လုံးကိုခေါ်ပြီးဘောကြီးတစ်ချက်ပေါ်မှာရေးပြီးကဲကူးရကူးချက်ချင်းရအောင်ချက်ဆိုပြီးအနက်သဘောပါတခါတည်းပြောပြီးသွားတယ် အဲဘောကြီးဘေးမှာဝိုင်းထိုင်ရေးလို့ကြက်လို့မှရကားစားရှိသေးပြေယူပြိမဲ့သူကအစ်စ်ရောက်လာကောသူတို့ကိုလည်းတို့ကအားတက်အောင်ဘာဘာညာညာဟောပြောကြက်ခိုင်းတာဆိုတော့ဒီတစ်ခါပျော်ပျော်ရွှင်ရွှင်ပဲပြေယူလိုက်လာကြတယ်။ဟိုမယုံနဲ့ကိုဝင်ကြီးတပါးပဲကြောင်းဆောင်ကြံခဲ့တယ်။ထူရတဲ့ဗမော်ဖုန်းကြီးလေးရေလူတွေကိုယ်တိုင်ကပဲရှောက်လာကြတယ်။ယောဂဖြစ်စလူတွေဆိုရင် အများကြီးလူကောင်းလို့နေသာထိုင်သာရှိသွားကြတယ်။ဖုန်းကြီးများရောဥပဇင်းကိုရင်တွေရော တခါရီရော အတက်လာကြတယ်။ ခတ်တာကအဲ့ဒီတော့လေကျောင်းဝတော်မပြန်ရပြန်ဘူးရွတ်လိုက်ရတဲ့ပိတ်လူတွေကတော့အတိတိတသာအသေးပြောက်နေတယ်ထူးခြားခြားချမ်းသာရရကြတယ်ဝမ်းတော့တာစရာပဲဒီလိုကပ်ဘေးကြီးတွေကိုကယ်နိုင်တာဖះဆေးကလွဲလို့မရှိဘူးနောက်ပြည့်ရွရတာကအတန်ကုန်မတက် အစမတန်များလာပြန်တော့တမျိုးညံထုတ်ရပြန်တယ်မတက်နိုင်တော့ဘူးဥပစင်တွေကိုတိမ်နဲ့အကုန်ခေါ်ဒေသနာကြခိုင်းဗလာစာအုပ်တွေကိုအဲ့ဒီပါဠိရေးလို့ရအောင်အပိုင်းပိုင်းဖြတ် ဥပစင်းတွေလက်နဲ့ရေးအပူတစ်ပြင်းရေးခိုင်းပြီးတော့လက်ဖွဲ့လိုအလေးအလေးကလေးတွေလုတ်တပိတ်တလုံးနဲ့ထည့်ပြီးတခါတပိတ်ကိုလက်နဲ့ကင်ပြီးအထာနာမေတံဘိတ်ခွေလိုအထက်ထက်ပြန်ရွတ်မြတ်စွာဘုရားရှင်ရဲ့မြစ်တာတော်ဂယုနာတော်ဖုံးကိုတေသောအာနုဘော်တွေဒီစက်ကူပလေးလေးတွေတဲ့ကိတ်ဝတ်နေအောင်အာယုံပြုကြဖုံးကြီးစက်ကူရသမျှလုံရပြောရတာပါလေအဲလုံနေတော့ပဲပြေးရွတ်ပင်ကပြန်လာရောဒီတော့အေး တို့မြတ်စွာဘုရားရှင်ရဲ့အမတန်ဖုန်းတကူးကြီးတဲ့နီးတွေရထားတယ်။မင်းတို့ဘာမှစိုးရိမ်နေကြတော့နဲ့။ဖရာတရားလဲအာယုံပြုကြ။ဘာညာအားပေးတိုက်တွန်းပြီးမင်းတို့အိမ်လူပနေအောင်လဲငါ့အုပ်စုရော့ငါ့လေးယူသွား။ကောင်းမလဲဘေးမှာလက်မှာပြုတ်မကြအောင် ရိုသေခြိထားဆိုပြီးပေးလိုက်တယ်ဗမော်ဖုန်းကြီးလေးရေထူးထူးခြားခြားကိုနေကောင်းလာတယ်အဲ့ချိန်ကစပြီးရွာထဲကိုတို့ကရေထွက်အောင်စောစောကလိုတွားရမယ်စား ဒီဒီချီကြတော့ကြောင်းထဲကိုလူမပြတ်တော့ဘူးစာလိတ်တွေကုံသွားလိုက်တိမ်ထဲသွားလုလိုက်အတော့ကိုအောင်မြင်တဲ့နီးပဲကိုတော့ရေဒါထက်ပြောရအောင်မယ်တို့အများတိမ်ထဲဝင်ပြီးအလုပ်များနေတော့ဇေယျပေါ်မှာပရဲ့ရွကြောင်းခုနေခဲ့တဲ့ကိုရင်ကြီးဘလို့ဖြစ်မှန်းမသိဘူးဖုန်ကြီးကြွပြီးကြည့်ပါအောင်ဆိုလို့ဇေယျစီသွားရပြန်တယ်လက်ဆက်တော့ကိုရင်ကြီးပလိယောဂါဖြစ်နေတာကိုဂျိုင်းတွေဘာတွေမှအလုံးကျိတ်တွေခုလာတယ်လူကလည်းမျက်စိမျက်နှာအပြောအဆိုကစတဲ့နေရာမကြဘူးမူမမှန်ဘူး ကဲဒါနဲ့ကိုရီတစ်ပါးတိတ်နေတော့ဖျားပေးတဲ့စေးစာလေးတွားယူချီချက်ချင်းကိုရင်ကြီးလည်းပဲမှာကျိုးနဲ့ချီပေးလိုက်တယ်။တကယ်အဲ့ဒီကိုရင်ကြီးကဘာပြောညာပြောဘုံတိုင်းတိုင်းကြမ်းကိုခြေနဲ့ဆောက်လက်ခုပ်လက်ဝါးတီးပြီးဟာဟာဘလူးကြီးနဲ့ဒိုးဖုံးကြီးနပန်းချတာဒိုးဖုံးကြီးကနိုင်တဲ့ဟေ့အကောင်ကြီးပြဲပြီကွာဟာဟာလှုပ်ပါလေရောကိုရင်လေးတွေမှာရီးရမလို့ကြောက်ရမလို့လို့နောက်တော့သူငြိမ်ကြသွားတယ်ကိုရီအေးပြီးမကြဘူးလုံးလုံးနေကောင်းသွားတာပဲ။ ဒီလိုကပ်ဝေးကြီးတွေဆိုတာယူသားသားဖြစ်တာမျိုးမဟုတ်တော့ဘူးဝေသာလီမှာလူတွေကိုဘလူးတပတ်တွေကအသက်စားတယ်ဆိုတာဒါမျိုးပဲအဲ့လိုခါမျိုးမှာလူတွေကိုတီလာအဆောင်ခိုင်းဝတ်တက်ဝတ်ကက်မြေတားဖို့အမြောက်ဝေစသဖြင့်ခိုင်းဖုန်ကြီးများကိုကလည်းဝိကျေတန်းကျေမလို့ရဘူးအဲကြာလဲကြာသွားပြီဖုန်ကြီးကိုတွေတာသနာပြုနှီးကောင်းတစ်ခုပါပဲ အလုံးဝမ်းမြောက်အားရလာပါသည်ဖေဟာဖျားတပီတော်လဲဆရာတော်တီလာမေတ္တာနီးများပြန့်ပွားအောင်ဆက်ရအကြုံရမတစဉ်ဟောပြောပါမယ်ကိုတိုင်းလဲအခါတိုင်းတက်တူပြီးရွတ်ဆိုပါမယ်ဖေဟာဆရာတော်ဖေဟာကျမ်းမာမာနဲ့တတ်တော်ရာတော်ရှေတော်မူပါစေလို့အမြဲမေတ္တာပို့ပါရဲဖေဟာ အေးဒါရုဒါရုဆရာတော်ဘုရားဇာတိစကိုင်းလေးရင်ရွှေချက်တို့မှာစိုက်ထူရတဲ့မြစ်တာကြောင်းတဲ့ကြီးမှာလဲဒီပါရီကိုဖះတပည့်များတွေ့ရပါပြီဖះကိုရပြီးသားစာဆိုတော့ကြောက်စာမှာတမင်ရေးထိုးတာပဲမဲ့အခုလို့ကောင်းမှန်းမသိကြတော့တိတ်ရေးမကြည့်ဘူးမထူးပါဘူးထင်ကြမှာဖះအခုတော့တိတ်ကိုဝမ်းသာအားရစရာကောင်းပါတယ်ဖះဖះတပည့်တော်များအဖြစ်ကြီးငယ်များခွင့်လို့သိခံတော်မူပါရှင်ဖះအေးကောင်းပြီတာရုတာရု မန္တလေးတောင်ရင်ဘုံမဆရာတော်ဘုရားပြန်လဲအမိန့်ရှိသည့်တိုင်ဆရာတော်အရှင်မြတ်တို့အားအထူးကျေးဇူးတင်ဥညွတ်ကဝမ်းမြောက်စွာဖြင့်ယဟန်ရှင်လူများအတွက်ဖော်ပြလဲရပါသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လဲဆုံတွေ့ပါရစေရှင်